င်္ဂလာပါရှင်။နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကုလသမဂ္ဂကဥဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတရားဝင်အစိုးရခေါင်းဆောင်စီရင်မှဆက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကမ္ဘာကူလာသမဂ္ဂကသူတို့ရဲ့တရားဝင်နိုင်ငံခေါင်းဆောင်များဆက်ရမှဖန်စီထိမ့်သိမ်းခံထားရတဲ့သမရဥဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကိုတာမြန်မာနိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တွေအဖြစ်ဆက်လက်ဖော်ပြထားတာကိုတွေ့ရပါတယ်။ ုလသမဂ္ဂရဲ့နိုင်ငံတော်အကြီးအကဲများအစိုးရအဖွဲ့ခေါင်းဆောင်များနဲ့နိုင်ငံခြားရေးဝန်ကြီးများဆိုင်ရာနောက်ဆုံးထုတ်ပြန်တဲ့အောက်တိုဘာ29ရက်နေ့ဆွဲပါဆက်ရက်ဟာကမ္ဘာနိုင်ငံအသီးသီးရဲ့ဘယ်အစိုးရကိုကုလသမဂ္ဂကတရားဝင်အဖြစ်အတိမတ်ပြုတယ်ဆိုတဲ့အဓိကတန်တမာရေးရာအညွန်ကိန်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီစာရင်းရဲ့စာမျက်နှာ30မှာမြန်မာနိုင်ငံအတွက်အခုလိုဖော်ပြထားတာပါ။ကိုကိုကိုယာယီတမရအဖြစ်သတ်မှတ်ထားတဲ့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုက်ရဲ့နာမည်နဲ့ယာတို့ကိုဒီစရင်မှာလုံးဝထည့်သွင်းဖော်ပြထားတာမရှိပါဘူး။ လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်ဦးကျော်မိုးထွန်းကိုထားရှိထားပြီးသူဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုသာထောက်ခံကြောင်းကုလသမဂ္ဂမှတရားဝင်ပြောကြားခဲ့ပါတယ်။ဒါပြင်စစ်ကော်မရှင်ကသူတို့ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေဖို့ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ကြိုးပမ်းနေချိန်မှာပဲကုလသမဂ္ဂရဲ့အကြီးအကဲကိုယ်တိုင်ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။မကြာသေးခင်ကကွာလာလံပူမြို့မှာလှုပ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာကုလသမဂ္ဂအထွေထွေအထွေရေးမှုချုပ်အန်တိုနီရိုဂူတာရက်စ်က ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတလိုက်မယ်လို့ဘယ်သူမှယုံကြည်မှမဟုတ်ဘူးလို့တရားဝင်ပြောခဲ့တာပါတဖက်မှာလည်းကုလသမဂ္ဂကနိုင်ငံခေါင်းဆောင်တွေအဖြစ်အတိအမှတ်ပြုထားတဲ့သမထဥဝေမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ဟာစစ်ကော်မရှင်ရဲ့မတရားဆွဲဆိုမှုတွေနဲ့နှိရှေထောင်ဒဏ်တွေချမှတ်ခံထားရဆဲဖြစ်ပါတယ်ကုလသမဂ္ဂနဲ့အာဆီယံထူးကိုယ်စားလှယ်တို့ကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့စစ်ကော်မရှင်ဘက်ကဒီနေ့အထိခွင့်မပြုခဲ့ပါဘူးဆက်လက်ပြီး ်သက်သက်ခံရွေးကောက်ပွဲဝင်ခွင့်ပြုရန်အတနာခန့်စာတင်ပြမှု UEC ကဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီလှုံ့ဆော်မှုသုံးသပ်ထားပြီးမင်းအောင်လှိုင်အဆုံးဖြတ်တာအဓိကဟုဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခံက၎င်းကိုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖြတ်ထားမှုအပေါ်တက်ညာစဉ်းစားပြရနှင့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ခွင့်ပြုရန်တင်ပြထားမှုအပေါ်ရွေးကောက်ပွဲကော်မရှင် UEC ကဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီလှုံ့ဆော်ခြင်းဖြစ်သည့်အူသုံးသက်တင်ပြထားကြောင်းသိရှိရပါသည် အော်တိုဘာလနောက်ပိုင်းတွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်တွင်အကြွေးပေးရရှိနေသောအချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှရွေးကောက်ပွဲကော်မရှင် UEC ကပယ်ဖြတ်ခဲ့ကြောင်းသို့ရာတွင်သက်သက်ခိုင်ကပြန်လည်စဉ်းစားပေးရန်မြောက်လိုင်းနှင့် UEC ဥက္ကဋ္ဌထံသို့အတနာခန်စာတင်ထားကြောင်းအဆိုပါအတနာခန်စာများကို UEC ဘက်ကပြန်လည်သုံးသပ်စဉ်းစားရတွင်ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြောင်းရှင်းသုံးသပ်ချက်ကိုလည်းစစ်ကောင်းဆောင်မြောက်လိုင်းထံသို့တင်ပြကြမည်ဖြစ်ပြီးမြောက်လိုင်း၏အဆုံးအဖြတ်သာအဓိကဖြစ်ကြောင်း မြန်မာနိုင်ငံကခွင့်ပြုလျက်တသက်ခိုင်ရွေးကောက်ပွဲဝင်ခွင့်ရပြီဖြစ်ပြီးမြန်မာနိုင်ငံက UECE သဘောထားအတိုင်းသာဖြစ်သည်ဟုမှတ်ချက်ပေးလျင်တသက်ခိုင်ကိုကိုယ်စားလှယ်လောက်အဖြစ်မှပြည့်ဖြတ်ထားမှုကိုရှုတ်သိမ်းရန်မရှိကြောင်းသိရပါသည် UECE အဖွဲ့အတွင်းသဘောထားကတော့ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်ပြဋ္ဌာန်းချက်နဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်လို့သုံးသပ်ချက်ထွက်ပါတယ်အဲ့ဒီသုံးသပ်ချက်ကိုလေဗိုလ်ချုပ်မှုကြီးစီပို့မယ်အကြွေဗိုလ်ချုပ်မှုကြီးက UECE ရဲ့အဆုံးဖြတ်ကိုသူ့အနေနဲ့ဘာမှဆွတ်ဖက်စရာမရှိဘူးဆိုရင်ဒေါက်တာတသက်ခိုင်ရဲ့ကိုယ်စားလှယ်လောက်ပြည့်ဖြတ်ထားမှုက ဘာမှပြုပြင်ပြောင်းလဲမှုရှိမှာမဟုတ်ဘူးဒေါက်တာတသက်ခန့်ရဲ့အတနာခန့်စာအပေါ်ဗိုလ်ချုပ်မှုကြီးကယက်ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ရမယ် UEC အဆုံးဖြတ်တိုင်းလို့မှတ်ချက်ပေးရင်တော့သူရွေးကောက်ပွဲဝင်ခွင့်က노ဖြစ်မှာပုံဒါပေမဲ့တစ်ဖက်မှာလည်းသူအကျွေးတွေကမကြည်သေးတော့ဥပဒေနဲ့ကညှိနှိုင်စေဖြစ်တာမို့သူရွေးကောက်ပွဲဝင်ခွင့်မရဖို့ကအသေးချာတလောက်ဖြစ်ပါတယ်ဟုရှင်းမှုကိစ္စကိုထဲထဲဝင်ဝင်သိရှိနေတော့နေပြည်တော် UEC ရွေးကောက်ပွဲကော်မရှင်တရင်ရင်းမြစ်ကရှင်းပြပါတယ် ရှမ်းကုန်းတိုင်းအမျိုးသားလွတ်တော်မင်းဆန္ဒနှင့်အမှတ်နှစ်တွင်အမည်စရဲတင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်သည်သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှေ့ခါကြီးပါပြဋ္ဌာန်းချက်နှင့်ညီစွန်သက်ဖြင့်60လောင်းဆယ်ရက်မှဖဲဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပြီးဖြစ်ပါသည်။ကဘာအီဖျားလက်နှင့်ဆရာဆန်လန်တောင်ရှိ68 resident အင်အားစီမံကိန်းကိုတသက်ခိုင်နှင့်အောင်ကျော်ဝင်းတို့ကကမ်ဘောစာဖန်ထမ်းမှငွေချက်ဘီလီယံတရာကျော်ချေငှခဲ့ကြောင်း တို့ရတွင်68 resident အင်ယာစီမံကိန်းမှာအချိန်မီ PC ခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇာဘက်မှချေယူထားသောငွေကျပ်ဘီလီယံတရာကျော်မှလည်းအတူရောအရင်ပါပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရပါတယ်။စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်း၅ပုံမှန်ရှိကားကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့မဟုတ်မတင်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာတသက်ခိုင်မှာကမ္ဘောဇာဘက်သို့ငွေချက်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေ၍ အဆိုပါဥပဒေပုံမှန်နဲ့ညီဆိုးနေခြင်းဖြစ်ပါတယ်။သက်သက်ခိုင်ပါဝင်လွှတ်တော်ကုစရဲလောင်း86ဦးကိုလွှတ်တော်ကုစရဲလောင်းအရေးချင်းသတ်မှတ်ချက်များနှင့်မပြည့်မီတဲ့ဖြင့်လွှတ်တော်ကုစရဲလောင်းများအပြစ်မှပယ်ဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။သက်သက်ခိုင်ကမူ၎င်းအနေဖြင့်အမေရိကန်ဒေါ်လာတန်185တန်တန်ငွေကျပ်အပြင်840ဘီလီယံတန်68ရစီတဲ့အင်ယာစီမံကိန်းအတွက်ကမ္ဘောဇာဘက်မှအကျွေးယူခဲ့ပြီးအတိုးနောက်ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း အကျွေးကိုရှစ်နှစ်တန်တီဖြစ်စီဆယ်နှစ်တန်တီဖြစ်စီဆက်လက်ဆက်သွားမည်ဖြစ်ကြောင်းရန်ကုန်တွင်လုပ်ခဲ့သောရပ်ပိုင်းအတွင်သတင်းစာရှင်းလင်းပွဲကျင်းပ၍ထုတ်ဖော်ပြောဆိုခဲ့ပါသည်ဆက်လက်ပြီးအပြည့်ရထားချိန်တည်ငြိမ်ရေးနှင့်လွတ်လပ်စွာခရီးသွားလာရေးဦးစားပေးမယ်လို့ TNL ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်အာနာသိန်းစစ်ကောင်စီတပ်နှင့်အပြည့်ရထားတဲ့ကာလမှာတောင်တက်မလို့ TNL အနေနဲ့ဒေတာရင်းတည်ငြိမ်ရေးနဲ့လွတ်လပ်စွာခရီးသွားလာရေးဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ခရီးသွားပြည်သူတွေနဲ့စစ်ရှောင်တွေပြည်သူလူထုတွေ နေရက်မျိုးရွာတို့လွတ်လပ်စွာခရီးသွားလာနိုင်ပြီဖြစ်ကြောင်း TNL ကထုတ်ပြန်ပါတယ်။ဒီကနေ့နိုဝင်ဘာ3ရက်မှာထုတ်ပြန်တဲ့ TNL သတင်းကြံစည်ဌာနရဲ့အော်တိုဘာလာထုတ်စာဆောင်အရီဒအာပေါ်မှာအခုလိုအသိပေးဖော်ပြထားတာဖြစ်ပါတယ်။တရုတ်အစိုးရရဲ့ဂျာဝေညီနိုင်မှုနဲ့စစ်ကောင်စီနဲ့ TNL တို့ရဲ့ကိုးချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုအော်တိုဘာ29 28မှာတရုတ်နိုင်ငံကူမင်းမှာကျင်းပခဲ့ပြီးအပြစ်ရစဲရေးလက်မှတ်ရေးထိုးခဲ့တာပါ။ သဘောတူညီချက်မှာမိုးကုတ်နဲ့မိုးမိတ်မျိုးက TNL တက်တွေပြန်လည်ဆုတ်ခွာရမှာဖြစ်တယ်လို့စစ်ကောင်စီကလည်း TNL ဒေတာကိုလေရင်ပုံချဲတာထိုးစစ်ဆင်တိုက်ခိုက်တာရက်တရမယ်ဆိုတာမျိုးပါရှိပါတယ်စစ်ကောင်စီနဲ့အပြည့်ရဆဲရေးသဘောတူလက်မှတ်ရေးထိုးခြင်းဟာလူလူရဲ့ဘေးကင်းလုံခြုံမှုနဲ့ထိခိုက်နစ်နာမှုလျော့နှင်းစေဖို့ရည်ရွယ်ပြီးခက်ခဲစွာဆုံးဖြတ်ခဲ့ရတယ်လို့လည်း TNL သတင်းကြန့်ကြားရေးရဲ့အေရီဒါအာပေါ်မှာဖော်ပြထားပါတယ်စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်အပြင်းအထန်ပြုလုပ်ခဲ့လို့အယက်သားပြည်သူတွေရဲ့အသက်အိုးအိမ်ထိခိုက်သေးဆုံးမှုတိုးလာတာကြောင့် အော်တိုဘာလာမှာကလေးငယ်တွေအပါဝင်ဒီသူ90ကျော်တေဆုံးက80ကျော်ထရရခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။စစ်ကောင်စီဟာ TNL နဲ့အပြစ်ရက်ဆဲပြီးရှမ်းမြောက်ဒေသကိုလေကြောင်းတိုက်ခိုက်တာရပ်နားသွားပေမဲ့ TNL ရဲ့မဟာမိတ်အရကတက်တော် AA နေမျိုးကိုလေကြောင်းတိုက်ခိုက်မှုပုံမှုအရှိန်မြင့်လှောက်ဆောင်ခဲ့လို့ရခိုင်ပြည်သူတွေတေဆုံးထိခိုက်မှုအများအပြားရှိခဲ့ပါတယ်။ဆက်လက်ပြီးမုံရွာမန္တလေးလမ်းပိုင်းတွင်မိုင်းရှာရန်ထွက်လာသောစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းတွင်မိုင်းရှာရန်ထွက်လာသောအကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းမုံရွာဒိုင်းနမိုင်း Special Task Force မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါရ။အော်တိုဘာလ31ရက်နေ့နာရီ8:25မိနစ်ခန့်တွင်မုံရွာမြို့နယ်တောခုပြူစောတိရွာမှထွက်လာသောအင်အား15ဦးပါစစ်သားများကိုမုံရွာမန္တလေးလမ်းပိုင်းတွင်တော်လရေးတပ်ဖွဲ့များကပရိသားမိုင်းသုံးလုံးဖြင့်ဖောက်ကွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရ။ထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တေဆုံးရှင်ရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးရဲဘော်များအထူးကံဖြစ်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးတေဆင်ကတော့မသိရဘူးကျွန်တော်တို့ဆက်လက်ဆုံဆန်းနေစေပါခွေးတကောင်တော့ထိခိုက်ထိုင်ရရတယ်လို့သိရတယ်။စစ်ခွေးတွေကထိခိုက်သေးဆုံးမှုရှိနိုင်လားဆိုတော့ထိခိုက်တာပဲရှိတာ။တေဆုံးလာတော့မကြားရသေးဘူး။စစ်ခွေးတွေဘယ်နေရာကိုမိုင်းရှာထွက်လာတာလဲဆိုတော့စစ်ခွေးတွေဘယ်နေရာကိုမိုင်းရှာထွက်လာတာလဲဆိုတော့တောပူရွာပြူရွာထိပ်ပါ။မိုင်းရှာထွက်လာပြီးမုံရွာမန္တလေးကားလမ်းမကြီးတနေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေအနေနဲ့စည်ရည်တည်ရှိကြပါလို့ပဲပြောချင်ပါတယ်ဟုမုံရွာ Dynamite Special Task Force မှတာဝန်ရှိသူတအူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို Freehat Army VHA မုံရွာ Dynamite SDF Children Fighter Group CFG တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။